ဘာကျော် legendary hip hop ဆိုတော့ Snoop Dogg ကိုအသင်းရဲ့ theme song ဖြစ်တဲ့ Pioneer ကိုတွက်ဖက်တည်ဆိုဖို့အတွက်ငှားရငယ်တဲ့အရှိတောင်အရှာကတက်တင်နေတော့ပေါ်လုံးအသင်း I am a champion pioneer for the future နာမည်ကြီးဆိုတော့ Jason Daru လို့ပေါ့အသင်းရဲ့ကိုယ်ချိန်ဆက်အမှတ်ပေး plus စုခုခဲ့တဲ့ အောင်မွက်ခံအခမ်းအနားမှာဖြော်ပြပို့အတွက်ငှားရငယ်တဲ့အသင်း နောက်ပြီးတော့ဒီသင်းဟာ2023ခုနှစ်တုန်းကအမှတ်ပေးဖလားကို10စုနဲ့တခုနီးပါးစုခုနိုင်ခဲ့တယ်။ DK of the Dominance ဆိုတဲ့အခမ်းအနားအတွက်ပြင်သစ်ကမ္ဘာဖလားတချင်းလို့လူသိများတဲ့တချင်းပိုင်ရှင် Vicky Dream ကိုပါဖျော်ဖြေဖို့တော့ငားရမ်းခဲ့ပါသေးတယ်။အဲ့ဒီပွဲမှာပဲ မော်ရိုကိုအမေရိကန်ကာပြရပ်ပါဖရက်ရှ်မွန်တာနာနဲ့ကဘာကျော်အမေရိကန်ဒက်စ်ဂရုတခုဖြစ်တဲ့ဂျပါဝေါကီးစ်ကိုပါဖျော်ဖြေဖို့အတွက်ငှားရမ်းခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးတွေငွေကြေးအင်အားတောင်းတင်းပြီးတော့လှုပ်ရှားတိုင်းလှုပ်လို့ရတဲ့အသင်းဟာဥရောပကလည်းမဟုတ်ဘူးအရှေ့လေပိုင်းကလည်းမဟုတ်ဘူးအရှေ့တောင်အာရှကဘောလုံးအသင်းတစ်သင်းပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးမယ့်အသင်းကတော့မလေးရှားလီးရဲ့ချန်ပီယံကြီးဂျိုဟိုဒါရူတက်စ်ရဲ့အသင်းရဲ့အကြောင်းဖြစ်ပါတယ် ဒါကြောင့်ဂျိုဟိုဒါရူတာစင်အတင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်လေ့လာမိထားသလောက်ကိုဒီနေ့မှပြည်သူများအတွက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဂျိုဟိုဒါရူတာစင်အသင်းကို1982ခုနှစ်မှာ PKENG FC ဆိုပြီးတော့စတင်တည်ထောင်ခဲ့ပြီး1996ခုနှစ်မှာတော့ဂျိုဟို FC ဆိုပြီးအမည်ပြောင်းလဲခဲ့ပါတယ်2013ဘောလုံးရာသီမတိုင်မီမှာပဲဂျိုဟိုစုတန်ရတာတော့မင်းသားတွန်ကူမခိုတာအစ္စမေအစ်ဘနီဆူတာအီဘရာဟင်ကအသင်းကိုစတင်တာဝန်ယူခဲ့ပြီးတော့ Revolution တစ်ခုကိုစတင်ခဲ့တယ်လို့အသင်းရဲ့နာမည်ကိုလည်းဂျိုဟိုဒါရူတာစင် JDD ဆိုတဲ့နာမည်ကိုပြောင်းလဲခြင်းနဲ့အတူစတင်ခဲ့တာဖြစ်ပါတယ် ဲ့ဒီလိုနဲ့2013ခုနှစ်မှာပဲအသင်းကိုအကြီးအကျယ်ပြန်လည်တိစောက်ပြီးတဲ့နောက်မှာဂျိုဟိုအသင်းကမလေးရှား Super League Flag ကို2014ခုနှစ်ကနေစတင်ပြီးတော့ဒီနေ့ချိန်ထိ17နှစ်ဆက်တိုက်အထိရယူပြထားတဲ့စံချိန်တင် ARG Club တင်းတဲ့တင်ဖြစ်လာခဲ့ပါတယ်ဒါပြင်2015ခုနှစ်မှာလည်း AFC Cup ကိုစုခိုးနိုင်ခဲ့တဲ့ပထမဆုံးသောမလေးရှားကလပ်အသင်းဖြစ်လဲမှတ်တမ်းဝင်ခဲ့ပါတယ်။ JDT အသင်းပိုင်ရှင်ကတော့ဂျိုဟိုးပြည်နယ်ရဲ့အင်ရှင်မင်းသားတွန်ကူ Ismail Idris ပဲဖြစ်ပါတယ်။ အရှင်မင်းသားဟာတင်းကိုသူကိုယ်တိုင်ဥဆောင်ပြီးစီမံခန့်ခွဲပြီးတော့ကမ္ဘာအဆင့်မီတဲ့အခြေခံအဆောက်အဦတွေဘောလုံးအကယ်ဒမီတွေနဲ့ထိပ်တန်းဆင့်ကစားသမားတွေကိုအသင်းအတွက်ခေါ်ယူပြီးတစင်ချင်းတိစောက်ခဲ့တာဖြစ်ပါတယ်။ဝေကြီးတုံးဆက်မှုနဲ့စီမံခန့်ခွဲမှုအပိုင်းကိုကြည့်မယ်ဆိုရင်တော့ဂျိုဟိုတင်ဟာအရှိတောင်အရှောက်မှာတော့အကြီးမားဆုံးဝေကြီးတုံးဆွဲပြီးတော့လေပတ်နေတဲ့ဘောလုံးအကလပ်တင်တစ်သိမ်းပဲဖြစ်ပါတယ်။အသင်းပိုင်ရှင်ဂျိုဟိုမင်းသားရဲ့ရည်မှန်းချက်နဲ့အတူသူ့ရဲ့ပံ့ပိုးမှုတွေကြောင့်ပဲဂျိုဟိုတင်ဟာကမ္ဘာအဆင့်မီအားကစားခွင့်နဲ့လက်ကျင်စံတော်တွေကိုပါတိစောက်လာနိုင်ခဲ့ပါတယ်။ ဒါပြင်ထိတ်တန်းစင်ကစားမားတွေနဲ့နီးပြအဖွဲ့ဝင်တွေကိုခန့်အပ်ချင်းမှလည်းအသိပ္ပရှင်ဂျိုးမင်းသာငွေသုံးဖို့အတွက်ကိုမှလက်မနေခဲ့ပါဘူး။ဒါပေမဲ့ဂျိုးဟိုတင်းရဲ့နေ့စဉ်ငွေကြေးသုံးဆမှုပမာဏဟာတိကျတဲ့ကိန်းဂဏန်းတစ်ခုအနေနဲ့တော့ထွက်ပေါ်လာတာမျိုးမရှိသေးပေမဲ့အသင်းရဲ့အဆင့်တန်းနဲ့တန်ချင်းပြည်နဲ့နိုင်ငံခြားသားကစားသမားတွေခေါ်ယူမှုတွေကိုကြီးလိုက်မဲ့ဆိုရင်တော့မလေးရှားနီးမှာအခြားအသင်းတွေထက်ဂျိုးဟိုတင်းဟာတိတိတသားကိုငွေကြေးအကုန်ကြခံရင်းနှီးထားရဲဆိုတာတွေ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ဂျိုဟိုတင်ရဲ့ဘတ်ဂျက်သုံးဆွဲမှုကိုတော့အသေးစိတ်စစ်စစ်ပြီးအာရှရဲ့ထီတန်ကလပ်အသင်းတွေရဲ့စံချိန်စံတုန်းတိုင်းလှုပ်ဆောင်နေရလို့အသင်းရဲ့ဝန်ထမ်းတွေဘက်ကပြောကြားထားတာတွေရှိခဲ့ပူပါတယ် ဂျိုဟိုတင်ဟာအတင်းရကစားမားတွေကိုအရှိတောင်အရှာမှာအကောင်းဆုံးဆိုတဲ့ facility တွေနဲ့အတူကမ္ဘာစစ်မီရဲ့လေ့ကျင့်စင်တာတွေအထောက်ပံ့ပစ္စည်းတွေကိုပေးအပ်နိုင်မှုရည်မှန်းထားတဲ့အတင်းဖြစ်တယ်လို့တကယ်ကိုလည်းအကောင့်ထဲပေါ်ပြနေတဲ့အတင်းတစ်သိန်းလည်းဖြစ်ပါတယ်။အခုပြောပြပေးမှာကတော့ဂျိုဟိုတင်ရဲ့ Dato Sulaiman Monot Indoor Training Center အကြောင်းပါ။ဒီ Indoor လေ့ကျင့်စင်တာဟာဂျိုဟိုဘားရူမှာတည်ရှိပြီးတော့မိုးလုံလေလုံလေ့ကျင့်စင်တာပဲဖြစ်ပါတယ်။ဖီဘာရဲ့သတ်မှတ်ချက်တွေအတိုင်းနိုင်ငံကစစ်မီတိစောက်ထားတာဖြစ်ပြီးတော့အစင်းမြင့်ချင်းဆွေးမြင့်မှုနဲ့ဒဏ်ရာရကစားသမားတွေအများဆုံး recovery ဖြစ်စေနိုင်မှုအတွက်ရေပူရေအကန်တွေလည်းပါဝင်တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ဂျိုဟိုတင်ရဲ့ကမ္ဘာအဆင့်မီပါတန်ဆာရီဂီလန် JDD Training Center ပဲဖြစ်ပါတယ်။ဒီလေ့ကျင့်စင်တာကတော့ဂျိုဟိုတာရူတက်ဆက်အစီအညာအသင်းကြီးရဲ့အဓိကလေ့ကျင့်စင်တာပဲဖြစ်ပါတယ်။အဲ့ဒီလေ့ကျင့်စင်တာမှာပဲမကြသေးမီကပဲအသင်းပိုင်ဆေးဘက်ဆိုင်ရာ Medical Center နဲ့အတူအဆင့်မြင့်ခန်းမတစ်ခုကိုပါထည့်သွင်းတည်ဆောက်ထားတာတွေ့ရမှာဖြစ်ပါတယ်။ ောက်တစ်ခုကတော့ဂျိုဟိုအသင်းအကောင့်ထဲပေါ်နေတဲ့ JDD Sport City ဆိုတဲ့ project ပါအဲ့ဒါကတော့ senior အသင်းကြီးကနေအသက်၁၂နှစ်အောက်အသင်းငယ်လေးတွေအထိကိုမှအားလုံးအတွက်တနေရာထဲမှာပြည့်ပြည့်စုံတဲ့ facility နဲ့အတူပဲ one stop legend center တစ်ခုကိုတည်ဆောက်ဖို့အတွက်စီမံကိန်းလက်ရှိတယ်လို့သိရပါတယ်ဒါပြင်အဆိုပါ JDD Sport City ရဲ့အဓိကအစိပ်ပိုင်းတစ်ခုဖြစ်တဲ့အိမ်ဝင်းကိုတော့ဂျိုဟိုတာရူတဆင်အတင်းက2020ခုနှစ်မှာပဲဖွင့်လှစ်နိုင်ခဲ့ပြီးတော့လက်ရှိဂျိုဟိုအတင်းအသုံးပြုနေတဲ့ Sultan Ibrahim Stadium ပဲဖြစ်ပါတယ်။ ဒီဘောလုံးဝင်ဟာနိုင်ငံတကာအဆင့်မီဘောလုံးဝင်တွင်ဖြစ်ပြီးတော့ပြည်သက်၄တောင်းအထိကိုပါဝင်ဆန်းတဲ့အကွင့်အဝေးလည်းဖြစ်ပါတယ်ဒါပြင်ဒီဘောလုံးဝင်တိစောက်ခက်စင်ကကုန်ကြစိတ်ဟာမလေးရှားရင်ကတန်းနီအထီကိုမှကုန်ကြခဲ့တယ်လို့ဒီကွင်းထဲမှာစိုက်ထားတဲ့မျက်ခင်းကလည်းလက်ရှိဥရောပကလပ်တင်းကြီးတွေအုံပြုနေတဲ့တကယ်ကိုမှကောင်းတဲ့မျက်ခင်းအစ်စ်ကိုပဲအုံပြုထားတာဖြစ်ပါတယ် ကွင်းထဲမှာလည်းနာမည်ကြီး club တွေအသုံးပြုထားတဲ့ကောင်းဆုံးဆိုတဲ့ facility တွေနဲ့အတူပဲနာမည်ကျော်စားတောက်ဆိုင်များပါရှိသလိုအသင်းပါရှင်ရဲ့ဖိတ်ခေါ်မှုနဲ့အတူကဘာကျော်ပလုံးသမားများ၊ကန်တော်ဝင်ကစားသမားဟောင်းများ၊ကဘာတဝင်းကအနုပညာရှင်များနဲ့ Ice Show Speedo လိုနာမည်ကျော် streamer တွေပါလာရောက်လည်ပတ်ခဲ့ပူတဲ့ပေါ်လုံးကွင်းတစ်ကွင်းပဲဖြစ်ပါတယ်။ ။နောက်ပြီးတော့ဂျိုဟိုတင်ဟာလူငယ်ဖွံ့ဖြိုးရေးစီစဉ်တွေကိုလည်းတခြားလှုပ်ဆောင်နေတဲ့အသင်းပဲဖြစ်ပါတယ်။အဲဒီ drag ဂျိုဟိုမှာပဲ JDD Football Academy ကိုတည်ထောင်ထားပြီးတော့ဂျာမနီက Borussia Dortmund နဲ့ Spain က Valencia စတဲ့ဥရောပထိပ်တန်းကလပ်တွေနဲ့အတူပူးပေါင်းပြီးတော့လူငယ်ဖွံ့ဖြိုးရေးကိုလည်းအားစိုက်လှုပ်ဆောင်နေတာတွေ့ရပါတယ်။ဂျိုဟိုတင်ရဲ့ Academy နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်အနေနဲ့နောက်ရက်မှ DFTV ကနေတည်တံ့တင်ဆက်ပေးဖို့မှာဖြစ်ပါတယ်။ ဂျိုဟိုတင်ဟာလူငယ်တွေကိုဦးစားပေးတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။အသင်းရဲ့လူငယ်အကယ်ဒမီကိုအရင်ကထက်အအောင်ဆိုင်ထားသလိုအလားအလာရှိတဲ့လူငယ်ကစားသမားတွေလည်းစီနီယာအသင်းကြီးစီတက်လာနိုင်ဖို့အတွက်လမ်းဖွင့်ပေးထားတာတွေ့ရမှာဖြစ်ပါတယ်။ဒါတကအနေနဲ့ပြရရင်တော့အရန်အသင်းကနေတက်လာတဲ့အာဆီယံရဲ့အထွတ်နောက်ဆုံးလူငယ်ကျယ်ဝန်းတဦးဖြစ်တဲ့ Ariel Aiman ကိုပြရမှာဖြစ်ပါတယ်။နောက်ပြီးတော့ဂျိုဟိုတင်ကဥရောပလေ့ကျင့်စင်တာတစ်ခုကိုလည်းစပိန်နိုင်ငံမှာပါထပ်မံဖွင့်လှစ်ထားတာဖြစ်ပါတယ်။ကစားသမားနဲ့ဝန်ထမ်းခန့်အပ်မှုအပိုင်းကိုကြည့်မယ်ဆိုရင်တော့ဂျိုးအတင်ကမလေးရှားလိမာတို့အကောင်းဆုံးပြည်တွင်းကစားသမားတွေကိုခေါ်ထုတ်ထားတဲ့အပြင် နိုင်ငံကအဆင့်မီတဲ့ကစားသမားကောင်းတွေကိုလည်းပြည်ပကနေစေကြီးပေးပြီးတော့ခေါ်ယူလေးရှိတာတွေ့ရပါတယ်။နံပါတ်ကြီးကစားသမားတွေအနေနဲ့ပြရမယ်ဆိုရင်တော့ဥမာကမ္ဘာဖလားမှာပါဝင်ကစားခဲ့မှုတဲ့စပိန်တိုင်းခွန်လူဂျော်ဒီအာမက်လိုမျိုးကစားသမားမျိုးတွေဘရာဇီးလားတိုက်စင်မှုဘတ်ဆန်တို့လိုအာရှဆင့်မှာ level အဆင့်မြင့်နေတဲ့ကစားသမားကောင်းတွေကိုခေါ်ယူထားနိုင်တာတွေ့ရမှာဖြစ်ပါတယ်။နောက်ပြီးတော့ Real Madrid နဲ့ PSG အသင်းမှာကစားခဲ့မှုတဲ့ GC Rodriguez, Villarreal ရဲ့ AC Milan တို့မှာထွန်းတောက်ခဲ့မှုတဲ့ Castellio တို့ကိုလည်းခေါ်ယူခဲ့တာတွေ့ရမှာဖြစ်ပါတယ်။ ဂျိုဟိုတင်ဟာစပိန်ဘောလုံးစည်းကွက်မှာရှင်းလင်းနေတာကြားပြီးတော့ပြောလို့ရပြီးတော့ဒါကြောင့်လဲစပိန်နိုင်ငံသားကစားသမားတွေအများပြားကိုလည်းခေါ်ယူမှုပြုလုပ်ထားလိုက်တာတွေ့ရမှာဖြစ်ပါတယ်။ဂျိုဟိုတင်ဟာဝန်ထမ်းတွေနဲ့ပတ်သက်ရင်မလေးရှားနိုင်ငံသားကိုပဲဦးစားပေးတာမျိုးမဟုတ်ပဲပြည်ပကအတွေ့အကြုံချင်းချက်ပြီးရေချင်းရှိတဲ့ဝန်ထမ်းတွေကိုပါခန့်အပ်လေးရှိတာတွေ့ရပါတယ်။နောက်ပြီးတော့ဂျိုဟိုတင်ကဥရောပကအတွေ့အကြုံရှိတဲ့နီးပြားတွေနဲ့အာကစားဒရိုက်တာတွေကိုအမြဲတစေခေါ်ယူလို့ရှိပြီးအဆင့်မြင့်တဲ့နီးပြားဖွဲ့ကိုတိစောက်ထားတာဖြစ်ပါတယ်။ဥမာအနေနဲ့နေပြကြိုဖြစ် Cisco Mono ကိုအခုလက်ရှိရာသီအတွက်ခန့်အပ်ထားသလို၂000နေပြများအပြင် ကြက်ခိုင်နီးပြဗီဒီယို analyze အားကစား director ကင်းတော်ချုပ်အသင်းရဲ့ medical center အတွက်ဆေးဘက်ဆိုင်ရာပညာရှင်၅ဦးပါစနေတရနေ့ခန့်အပ်ထားတာဖြစ်ပါတယ်ကျော်ဟိုအတင်ဟာနှစ်စဉ်လဲစပိန်လိုဘောလုံးနဲ့ပတ်သက်ရင်နာမည်ကြီးတဲ့နိုင်ငံမျိုးမှာရာသီကြိုခြေစမ်းပွဲစဉ်တွေတွားဟုတ်ပြီးကစားသလိုလေ့ကျင့်ကပ်အတွက်ကိုလည်းနှစ်စဉ်ငွေကြေးကုန်ကြခံပြီးတော့ဥရောပဘက်ကိုတွားဟုတ်လေ့ကျင့်နေတာဖြစ်ပါတယ်။ဒါကြောင့်လဲကျော်ဟိုအတင်ဟာမလေးရှားဘောလုံးရံဝင်မှာတော့စံပြဘောလုံးအကလပ်အတင်းတစ်တင်းဖြစ်ရပ်တည်နေသလို ဘောလုံးနဲ့တက်ဆိုင်တဲ့ကန္တာတိုင်းမှာလည်းငွေကြေးနဲ့စနစ်ကျတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုအမြဲလိုလိုပြုလုပ်နေတဲ့ကလပ်တင်တဲ့အဖြစ်လည်းရပ်တည်နေတာဖြစ်ပါတယ်။နောက်ပြီးတော့ဂျိုဟိုတင်ရဲ့အသေးစိတ်ကအစစနစ်ကျတဲ့စီမံခန့်ခွဲပုံတွေကိုအိမ်နင်းကြီးကလပ်တင်တွေတိုင်းပြည်သက်တွေတိုင်းကအမြဲလိုလိုအားကြအတူယူရပြီးတော့ငါတို့ကလပ်တင်ကဒီလိုမျိုးဆိုရင်တိတ်ကောင်းမှာပဲဆိုပြီးပြောပြနေကြတာလည်းမကြမကြတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်အနေနဲ့ဒီနေ့မှာတော့ဂျိုဟိုတာရုတက်ဆက်အသေးနဲ့ပတ်သက်ပြီးအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားတာဖြစ်ပါတယ်။အားလုံးပဲသဘောကျမယ်လို့ထင်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။အားလုံးပဲမင်္ဂလာပါခင်ဗျ။ ဘောလုံးနဲ့ပတ်သက်တဲ့စိတ်ဝင်စားဖို့ရာဘောဓုရဖြစ်ဖို့ရာအစီအစဉ်ကောင်းလေးတွေကိုအားပေးခြင်းနဲ့ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ DFTV အားကစား channel ရာဆိုရင်တော့အခုဆိုရင် Facebook, YouTube နဲ့ TikTok platform တွေမှာအချိန်နဲ့တပြေးညီကြည့်ရှုအားပေးနိုင်ပြီဆိုတာသတင်းကောင်းပါလိုက်ရပါတယ်ခင်ဗျာ။